လိုရတဲ့အတိုင်းကြီးကိုပြပြပေးပါမယ်။ဘာလို့လဲဆိုတော့ဒီလေးခုလိုရဲပေါ့နော်။ဒီမှာ mainly လေးနဲ့ပြရတာကြတော့ကိုတိုင်းလိုရတဲ့အဖြေကိုပဲအစားသွင်းရမှာပေါ့နော်။အာပထမဆုံးလိုရတာကြအရှိပေါ့နော်။အရှိမှဆိုရင်ဒီမှာအမရဲ့အရှိအတိုင်းပဲပေါ့နော်။ဒါကြတော့ကိုရဲ့ခနာကိုပေါ်မူတည်ပြပြောင်းလဲပါမှာပေါ့နော်။အဲ့တော့အရှိကိုမှတလက်မပေါင်းပေးရမယ်။ပေါင်း၄၀ရလာတယ်။အဲ့တော့မှနောက်ထပ်တလက်မချက်ပေါင်းလာကြ။ဒီတလက်မကဘာကြွက်လဲဆိုတော့ဒါကခောက်စာကြွက်ပေါ့နော်။မင်းအောင်နာလေးတွေကိုခောက်ပြီးရွေးတဲ့ခံမျိုးမှာဆိုလို့ရှိ တယ်လက်မအောင်ပေါင်းရမယ်အဲ့လိုမှမဟုတ်ကိုကမခောက်ဆိုလို့ရှိရင်ဒီတယ်လက်မအောင်ပေါင်းရမယ် ဘောเนาะနောက်ပြီးတော့ခါတို့တင်သွားကြဒီမှာဆိုရင်ကိုရရဲ့အခြေပဲနောက်ပြီးတော့ထောက်စာကြောင့်လည်းဘောเนาะဒီပတ္တန်ကကြာရောခါတည်းရဲ့လူပဲဖြစ်ဖြစ်ခါကြီးရဲ့လူပဲဖြစ်ဖြစ်အဆင်ပြေပါเนาะဘာလို့လဲဆိုတော့ကိုရတင်းနဲ့ခါနေရနေပြီးတော့ထောက်စာကိုတွက်ထွက်တာဖြစ်တဲ့အတွက်ဘလို့ခဏကိုမျိုးတွက်မစိုးအဆင်ပြေတယ်ဘောเนาะအဲဆိုရင်ထောက်စာတွက်မယ်ထောက်စာတွက်ဖို့အတွက်ဆိုရင်တင်းနေရနေပြီးတော့ခါအောင်ထုတ်ပြရမယ်ဘောเนาะဒီမှာဆိုအမတင်းနေရနေပြီးတော့ခါအောင်ထုတ်ပေးထားရဲရလာရဲ့အဖြေကဘာနဲ့ပြန်စားပေးရလဲဆိုရင်ငါးနဲ့ပြန်စားပေးရမယ်စားလိုက်တော့အမရဲ့တောက်ကနှလုံးမနဲ့၄၀ပေါ့နော်ဒီတောက်စာကတော့ ော့ကိုယ့်ရဲ့အတိုင်းပုံမူတည်ပြောင်းလဲပါတော့เนาะနောက်ပြီးတော့အောက်ကနေပြီးတော့ချက်ဆင်းတွက်ပေးရမယ့်ဟာလေးတွေထပ်ပြောပြပေးမယ် ောက်ထပ်ပါတွက်ပြရမယ်လို့ဆိုရင်ခါစားနှစ်ကိုထွက်တွက်ပြရမယ်ခါစားနှစ်ကိုတွက်လိုက်တော့မစနစ်ရပြီပေါ့နော်နောက်ပြီးတော့အဲ့ခါစားနှစ်ကိုမှထောက်စားထောက်တောက်စားပေါင်းပေးထားရမယ်ဒါဆိုရင်စနစ်ကိုမှဒေါက်တာရောက်စာပေါင်းပြီးတော့၁၄နဲ့၄၀ရရပေါ့နော်။နောက်ထပ်တစ်ခါကျတော့ခါးစားနှစ်ကိုမှဒေါက်၄ချောင်းစာပေါင်းပြီးရမယ်ပေါ့နော်။ဒေါက်၄ချောင်းစာအကျနှစ်လမနဲ့၄၀ကို၄နဲ့မျှလိုက်တော့၁၀ရရပေါ့နော်။အဲဆိုရင်ပေါင်းလို့ရရဖြစ်ရကျ၂၀နဲ့ပေါ့နော်။အဲဆိုရင်စပြီးတော့ဆက်ပြပါရမယ်။ အာရတမိတ်စကတ်ရဲ့ပကြံအသေးလေးပေါ့နော်ကိုကစားချုပ်တော့မယ်ဆိုရင်တော့ပိတ်စားပုံပါပဲတန်းချုပ်လို့ရတယ်ဒါကတော့ပို့ပြီးတော့မြင်တာလို့ပေါ့နော်ဒီမှာဆိုရင်ကိုလိုချင်တဲ့အရှိကိုတိုင်းထားပေးရမယ်ပေါ့နော်ထမိတ်မှာဆိုရင်ပြီးလို့ရှိရင်ချုပ်စာ၄စိတ်ထားပေးရမယ်နောက်ပြလို့ရှိရင်ကျတော့ခါစားနဲ့အပေါင်းဒါတစ်ချောင်းစာအမတ်ကိုမှတ်ပေးတယ်ပေါ့နော်မှတ်ပြီးတော့ အောက်အကြမ်းနှလုံးမနဲ့ဒီစိတ်ဆင်းမိပဲဗောနော်ဆင်းပြီးတော့ဒီခါးစားနဲ့ပေါင်းဓာတ်တချောင်းစာရဲ့အဖြေကိုမတဝဝတ်မယ်ဗောနော်ဝတ်ပြီးတော့ဓာတ်စာထိုးမယ်ဓာတ်ရဲ့ရှည်ရကြဘယ်လောက်လဲဆိုတော့နှလုံးမပါနော်ဒီဘက်ကအပိုင်းအကြာခါးစားနေပေါ့နော်ခါးစားနေဖြီးကိုထပ်ပြီးတော့မှတ်ပြရမယ်မှတ်ပြီးတော့ဒီနှလုံးမလေးစိတ်နဲ့ဒီအမှတ်ငယ်ကိုတန်းပြီးတော့ဆက်ပြရမယ်နော် နောက်တစ်ခုကကြာရောခါးစားနှစ်ကိုမှထောက်လီချောင်းစာပေါင်းနိုင်ရပါတော့။ဒီမှာဆိုရင်ထောက်လီချောင်းစာပေါင်းမယ်ဆိုရင်ထောက်ကလီချောင်းထူရမယ်။ထောက်တစ်ချောင်းစာပဲပေါင်းမယ်ဆိုရင်ထောက်ကတစ်ချောင်းပဲပေါ့နော်။ဒီမှာဆိုရင် ဟာဆန်းနှစ်ကိုမှဒေါက်လီချောင်းစာပါထားတဲ့အဖြစ်ကိုမှတ်လိုက်မယ်ပေါ့နော်မှတ်ပြီးတော့အဲ့ရဲ့အလဲမှတ်မှာဒီမှာဒီဘက်ကိုနလမနဲ့ခုနစိဖိုဘောက်လည်းနလမနဲ့ခုနစိထပ်မှတ်မယ်ပေါ့နော်ဒီနလမနဲ့ခုနစိကကြာတော့တင်အနီတော်ပဲရှိရလူတွေအတွက်ပေါ့နော်တကယ်လို့တင်ကနည်းနည်းကြီးရဲဆိုလို့ရှိရင်သုံးလမ်းပါပေါ့နော်အဲ့အောင်မှထပ်ပြီးတော့ကြီးရဲဆိုလို့ရှိရင်တော့သုံးလမ်းနဲ့၄စိလောက်ထိခွာပေးရမယ်ပေါ့နော် နောက်ပြီးတော့ဒီမှာဆိုရင်ဒေါက်တစ်ချောင်းဒါထိုးမယ်ပေါ့နော်ဒါရဲ့ရှေ့အကြောက်9လက်မှာပြီး8ဒေါက်လောက်ပြောလို့ရှိရင်အကြောက်တစ်လက်မှာ20ခွာမယ်အဲ့ဒါကြောင့်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ပုံတွေပဲပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ဒေါက်တစ်ချောင်းဒါထိုးမယ်ဒါရဲ့ရှေ့အကြောက်6လက်မှာ40ချိန်ပေါ့နော်ဟိုဘက်မှာဟိုဘက်အချံကိုလည်းအတိုင်းကြီးပဲထပ်ဆွဲပြီးမယ်နောက်ပြီးပါတော့ ခါးစားနှစ်ပေါက်ဒါတခြားဥစားကိုထပ်ပြီးတော့မှတ်ပေးမယ်ပေါ့နော်မှတ်ပြီးတော့ဒီအောက်ကညီရနှလမနဲ့လေးစိတ်ဆင်းမယ်ဆင်းပြီးတော့သူ့ရဲ့အလင်းမှတ်ကညီမှာဒါတခြားဥစားထိုးမယ်ပေါ့နော်ဒါပေမဲ့ရှီယာကြဘလောက်ပဲလဲဆိုရင်ခုနှစ်လမ်းမှာပဲပြီးလို့ရှိရင်ချုပ်စာလေးစိတ်ပေါ့နော်ပြီးရင်အဲ့ချုပ်စာလေးစိတ်နဲ့တက်တက်မှာသွားမယ်သွားပြီးတော့ဒီအောက်ကကြတော့နှလမနဲ့လေးစိတ်ထုတ်ဝင်တယ်ဒီနှလမနဲ့လေးစိတ်ရကြတော့ထမိန်စားဥမထွက်အောင်ပေါ့နော်ဥမထွက်အောင်လို့ဆိုပြီးဝင်ပြရတယ်ဒီဘက်မှာလည်းအတိုင်းပဲချုပ်စာဘက်ကညီတော့နှလမနဲ့လေးစိတ်ဝင်မယ်ပေါ့နော်ပြီးတော့ဒီလေးစိတ်နဲ့လေးစိတ်အမှတ်နဲ့ ဆိုရင်ညက်မယ်ဆိုလို့ရှိရင်ချမိတ်မှာဆိုရင်ညက်မယ်ဆိုရင်ဒီမြင်းတန်းတန်းသွားမယ်သွားပြီးတော့တော့ဒီဆောင်းဆောင်းလေးတိုင်းလာတော့ဒီဘက်ကကျတော့ညက်စရာမလိုဘောနော်ပြီးရင်ဒီဘက်တိုင်းသွားမယ်သွားပြီးဒီဘက်လာမယ်ပြီးရင်ဒီဘက်ကိုထပ်ပြီးတော့ဆောင်းမယ်ဘောနော်အဲ့ဆိုရင်ချမိတ်စကားပတ်တန်းလေးပြီးတော့ပါရင်